မင်္ဂလာပါရှင်ရောင်းကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ညောင်လေးပင်တိုက်ပွဲမှာတေဆုံတဲ့ဗိုလ်ကြီးဇော်လင်မောင်ကိုဗိုလ်မှုရာတို့တို့ပေးပြီးမတားအသူပါခြာကွင်းပြူဂန်ကောမှာစစ်တပ်မှနဲ့ရွှေပင်ရဂိတ်စကန်ကိုတိုက်ခိုက်မှုစစ်ဗိုလ်တောင်းတေဆုံဘကုတိုင်းညောင်လေးပင်မြို့နယ်တိုက်ပွဲမှာတေဆုံသွားတဲ့ဗိုလ်ကြီးဇော်လင်မောင်ကိုဗိုလ်မှုရာတို့တို့ပေးပြီးမတားအသူပါခြာကွင်းပြူခဲ့ကြောင်းသိရတယ်။အော်တိုဘလာတရက်နေ့ဗကုတိုင်းညောင်လေးပင်မြို့နယ်မှာ KNL ဦးဆောင်တဲ့ တော်လိုင်းတက်တွင်နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ရဲ့စစ်ကြောင်းမူဘိုကြီးစော်လင်းမောင်မှကြီးထိမှန်တေဆုံးသွားကြောင်းရင်းသူတေဆုံးသွားပြီးနောက်စစ်တပ်ကသက်ဆွန်ကြိုးပမ်းဆောင်မှုကုန်ပြုတ်လာပေးပြီးဘုံမှုရတူတိုးပေးခဲ့ကြောင်းကျင်းရင်သူမိမဝင်းဝါကျော်အတွက်ခန်းစား권တွေကိုဘုံမှုရတူရရှိတဲ့ခန်းစား권ရရှိမိဖြစ်ကြောင်းသိရတယ်။အလားတူမကွေးတိုင်းကန်ကောမြို့နယ်ရှိအချက်ဖက်စစ်တပ်ရဲ့အမတ်နှစ်ရွှေပင်ရွာကိစ္စကံကိုဝေရတိုက်ခိုက်ရမှာစစ်ဗိုလ်တအုပ်တင်ဆောင်ခဲ့ကြောင်းရောဂါကွယ်တဲ့စစ်တေသယုံဦးဆောင်ကော်မတီ YDF မှာပြန်ကြားရေးတာဝန်ခံကိုနေကပြောတယ်နိုဝင်ဘာလ25ရက်နေ့ကံကောမြို့နယ်ကျောမြို့ကပါစာ23ဆက်ယုံသွားလမ်းရှိစစ်တပ်ရဲ့အမှတ်နေရွှေပင်ရွာမှာအထိုင်ကျတပ်ဆွဲထားအင်အား20ခန့်ရှိတဲ့စစ်တပ်ကိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကစစ်ပေါ်ဆရာချန်ဆရာသူတေဆုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်တွင်ကပ္ပါစာ23ကနေတံပြားကကာ3စီနဲ့စစ်ကူတပ်တွေရောက်ရှိလာပြီးလက်နက်ကြီးမြောက်များနဲ့ပစ်ကတ်တိုက်ခိုက်ခြင်းကြောင့်တော်လိုင်းရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုကန်ကောက်ခဲ့ရင်တရင်အမှတ်၁၈ကိုယောဂကွေတဲ့ WDF မြေပြင်စစ်ဒေသယုံကျုံကျောမြို့ဘကပောင်းမှာကန်ကောမြို့နယ်ဘကပဒုစရေတောင်ဝန်ကအုပ်စုပြီးပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ထို့သောတိတိတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကရွှေပြည်အောင်ကိုဝင်ရောက်စီနေမီရှုပ်ပြစီသွားပြီးပြည်သူ့ခြောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဂျပန်စစ်တပ်မီရှုပ်ပြစီခြင်းကြောင့်ရွှေပြည်ကျေးရွာလုံးကျွနေပါမီလောက်ပြကြခဲ့ကြောင်းသိရတယ်။ ဆက်လက်ပြီးချင်းပြည်နယ်ဗလံမြို့နယ်စစ်တမိုင်ခန့်ကွာမဏိပူရာမြင်းနီးစစ်တပ်နဲ့ချင်းတော်လိုင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေးကြောင်နဲ့ပုံတဲ့တိမ့်ပိုက်ထိုင်းနေမြေမဆုံရှုံရီချင်းတပ်များအလုံးပူပေါင်းခုခံနေချင်းပြည်နယ်ဗလံမြို့နယ်စစ်တမိုင်ခန့်ကွာရှိမဏိပူရာမြင်းနီးမှာစစ်တပ်နဲ့ချင်းတော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ပြီးတိမ့်ပိုက်ထိုင်းနေမြေမဆုံရှုံစေရအတွက်ချင်းတပ်တွေအလုံးပူပေါင်းညီညွတ်စွာနဲ့ခုခံနေကြောင်းချင်းကျင်တော်ပြောရေးဆိုခွင့်ရှိသူစလိုက်တမီတို့ကပြောတယ်နိုဝင်ဘာလ၁၉ရက်နေ့မနက်၈နာရီစ ဆယ်နိုင်ဝင်းကျင်ဒီဖလန်းမြွနဲ့ဆက်နမိုင်းခန့်ကွာမဏိပူရာမြင့်နီမှာအကြပ်ဖက်စစ်ကောင်စီတန်းနဲ့ချင်းတော်လိုင်းတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်ခဲ့ကြောင်းရင်းတိုက်ပွဲတွေကြပ်ဖက်စစ်တပ်ကတင်လာပြီးဂျက်ဖိုင်တာနဲ့၆ကြိမ်ပုံကျဲတိုက်ခိုက်တဲ့အပြင်ဝိုင်တဲဝိုင်လင်းနေနဲ့ပြစ်ကိုပေးတိုက်ခိုက်ခဲ့ကြောင်းသိရတယ်အော်တိုဘား၂၀ခွဲနေကစပြီးစကိုင်းနိုင်ကလေးမျိုးကတဆင်ချင်းပြည်နယ်ဗလန်မျိုးဘက်ကိုစစ်ကောင်စီတပ်ကအင်အားလုံးရင်နဲ့ထုတ်ဆစ်ဆင်ခဲ့ရ။နိုဝင်ဘာလ၃ရက်နေ့မှာဝေဘူးလာမျိုးကိုပြန်လည်သိမ်းပိုက်ထိန်ချုပ်ခဲ့ကြောင်းရွှေမတဆင်ဗလန်မျိုးဘက်ကိုဆက်လက်ထုတ်ဆစ်ဆင်နေခြင်းဖြစ်တဲ့ အလားတူတိုင်းငင်ကြွကိုရောက်ရှိနေတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကလည်းဖလန်မြို့ဘက်ကိုဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုရှိပြီးရင်းဂျပန်စစ်တပ်ကစစ်ကြောင်းတွေကိုဂျင်းဂျင်းနောက်အဖွဲ့စီပြီးနဲ့ချင်းပြေကောင်းစီစစ်စစ်တပ်ဖွဲ့ဝင်တွေကစစ်စစ်လုံးလုံးနဲ့တိုက်ခိုက်ခြင်းမျိုးနေကြောင်းသိရတယ်။ဂျပန်စစ်တပ်စစ်ကြောင်းကြောင့်ဒေသနေပြည်သူနဲ့တောင်းကျော်စစ်ပင်းရှောင်နေရပြီးအရေးပေါ်မိုးကာရီဆောင်နေတဲ့စာနေအကနဲ့စေးဝိုင်လိုအပ်လျက်ရှိကြောင်းသိရပါတယ်။ဖလန်ရဲ့ရှေ့ဘက်ခြမ်းတစ်ခွက်လောကတိုင်းငင်ဘက်ကနေထိုးစစ်ဆင်တဲ့ဝေဘူလာဘက်ကနေလဲထိုးစစ်စင်တဲ့ခါကျပြည်သူတွေကရွာတွေမှာမနေရတော့ဘူးနောက်ပြီးကလေးဘက်ကနေထိုးစစ်စင်တဲ့ခါ ကလေးမရှိတဲ့ရွာတွေမှာနေရပြည်သူတွေကတောင်ပေါ်မှာဆစ်ရှောင်ကြတယ်။အဲဒီတောင်ပေါ်တွေကနေချင်းတောင်ဘက်ကိုတိုးဆက်ဆင်းလာတဲ့အခါကျတော့ပြည်သူတွေကရွှေ့ပြောင်းပြီးဆစ်ပေးရှောင်ကြရပါတယ်။ဆက်လက်ပြီးကဲနူဥက္ကဋ္ဌအောင်စောမှုတိုးဆက်ဖို့နဲ့စောရွှေမောင်တို့ကိုကဲနူမှာအပြီးတိုင်ထောက်ပဲကရင်မျိုးသားစိုးကဲနူရဲ့ဥက္ကဋ္ဌအောင်ဖြစ်သူစောမှုတိုးဆက်ဖို့နဲ့တက်မဟာကျောင်းဒုပလကံရဲ့ဥက္ကဋ္ဌအောင်ဖြစ်သူစောရွှေမောင်တို့ကိုကဲနူကနေအပြီးတိုင်ထောက်ပဲလိုက်ပြီးတော့ကဲနူရဲ့ပြောခွင့်ရဖို့ကိုဘရိုဇော်တော်နီကပြောပါတယ်။ မဆိုပါဩဂုတဟောင်ဖြစ်သူများက KNU အဖွဲ့အစည်းရဲ့စီမင်းတွေကိုကြိမ်ကြိမ်ချိုးဖောက်နေကြတဲ့အခုလိုဖွဲ့တွေကနေထုတ်ပြန်လိုက်ရတာဖြစ်ပါတယ်။အတည်ပြုပါတယ်ဖွဲ့စည်းရဲ့မူဝါဒကိုသိပေးနေကြတဲ့ကအဖန်တလဲလဲကျူးလွန်ဖောက်ပြန်ခဲ့လို့လို့ KNU ပြောခွင့်ရပရိုဇော်တော်နီကပြောပါတယ်။ KNU ကဆရာနာရှင်နဲ့အာနာရှင်မန္တမယောကိုတော်လန်တိုက်ခိုက်မယ်လို့စောင်းပြရည်တည်ပေးထားပေမဲ့ဩဂုတဟောင်စောမှုတူစေဖို့နဲ့စောရှင်မောင်းလို့နှစ်ယောက်ကတော့စစ်တပ်နဲ့ပူးပေါင်းကဆေးဥစုကဖိတ်ခေါ်သမျှဆွေးနွေးပွဲတိုင်းကိုတက်ရောက်နေရပဲဖြစ်ပါတယ်။ ပြည်ကအော်တိုဘာလမှာစစ်တပ်ကအုံဆောင်ကျပခဲ့တနိုင်ငံလုံးပြည်ကတိုင်းကိုင်မှုရစဲသဘောတူစာချုပ် NCA စနေပြည်ကဏ္ဍကိုမတရားကြားဖို့နဲ့ NCA ရဆက်ကူစုတ်သားဖြစ်တယ်လို့ KNU ကသဘောထားကြေညာခဲ့ပေမဲ့အထက်ပါအောက်တောင်ပြည်သူနေရောက်ကတော့အဖွဲ့အစည်းရဲ့သဘောထားကိုတွေးဖက်ပြီးနေပြည်တော်သွားကစစ်တပ်ကဏ္ဍကိုတရားခဲ့ကြသူတွေဖြစ်ပါတယ်။ ဆက်လက်ပြီးစစ်ကော်မရှင်ရင်တန်းကိုမိုင်းဆွဲပစ်ခတ်ရင်းနဲ့အလောဝကမြို့ပြပြကြားတဖွဲစခန်းမှုအော်အော်ကြဆုံးမကွေးတိုင်းကျောင်းမြို့နယ်မှာစစ်ကော်မရှင်တန်းကိုမိုင်းဆွဲပစ်ခတ်ရင်းအလောဝကမြို့ပြပြကြားတဖွဲရဲ့စခန်းမှုရဲဘော်အောင်စင်မျိုးကိုအော်အော်ကြဆုံးခဲ့ကြောင်းအဆိုပါတဖွဲထံကနေသိရတဲ့နိုဝင်ဘာလ18ရက်နေ့ကစစ်ကော်မရှင်တပ်သားရဲ့ကားနှစ်စီးနဲ့ကျောင်းမြို့နယ်ထဲကိုဝင်ရောက်လာချိန်တော်လိုင်းရဲဘော်တွေကမိုင်းဆက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားပြီးရဲဘော်အောင်စင်မျိုးကအော်အော်ထိမှန်ချဆောင်သွားခဲ့တယ်။ စစ်ခွင်းရင်နဲ့တိတွေ့မှုဖြင့်ရဲဘော်ကြာဆုံးခဲ့တိုက်ပွဲဖြစ်နေတဲ့ရုပ်လောင်းယူရာဆိုတော့နည်းနည်းတော့ခက်ခဲပါတယ်။ကြာဆုံးရဲဘော်အောင်စင်မျိုးကအိုအိုကိုတော့နေ့လယ်၃နာရီကျော်လောက်မှတစုပ်ပေးခဲ့တယ်။ရဲဘော်ဝါကြဆောင်မှုအတွက်အလာဝကကမြို့ပြပြကြားတစ်ဖွဲ့နဲ့တူဆီယနာရှင်ချင်းမော်ရီလက်တွဲလှုပ်ဆောင်နေတဲ့ Charles Special Travel ကလည်းဝန်내ကြားသွင်းလာပြီးပို့ထားပါဗျ။ဆက်လက်ပြီးစစ်တပ်လုတ်တဲ့ပွဲတွေတလိရှိတဲ့အဖွဲ့ဥက္ကဋ္ဌအောင်ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့နဲ့ဘရိုရွှေမောင်ကို KNU ကထုတ်ပြန်ကေမျိုးသားစယောက်ကန်ရောကတဟောင်းဘိုးချုပ်ကြီးစောမှုတူစေဖို့နဲ့ KNU ဒုပလန်ကန်ဩကတာပရိုဆော့ရှင်မောင်းတို့ကအဖွဲ့ကထုတ်ပြန်လိုက်ကြောင်း KNU ကပြောရေးဆိုခွင့်ရှိသူပရိုဇော်နီကတီးပြတယ်ဘိုးချုပ်ကြီးစောမှုတူစေဖို့နဲ့ပရိုဆော့ရှင်မောင်းတို့ဟာ KNU ကချမှတ်တဲ့စည်းကမ်းတွေမလိုက်နိုင်လို့အဖွဲ့ရဲ့စတုံးချိန်များပို့လို့မှုဆောင်စည်းဝေးကထုတ်ပြန်ဖို့ဆုံးဖြတ်ခဲ့တဲ့တဲ့င်းတွေပေါ်ပရိုဆော့တော်နီကခုလိုပြောပြလာပါတယ် အခုလိုဥက္ကဋ္ဌဟောင်းတဦးကိုဖွဲ့ကထုတ်ပြန်တာပထမဆုံးကျင်ဖြစ်ပြီးခုလိုပြင်းရပေါ်စိတ်မကောင်းဖြစ်ရပါမယ်။ကာယကံရှင်လို့ရဲ့ပုံမူတရားဖြစ်တယ်လို့လည်းသူကပြောတယ်။ဘိုးချုပ်ကြီးစောမှုတူစိတ်ဘွားကဲနိုကထာဖြစ်တက်တန်နှစ်ကြိမ်ထမ်းဆောင်ခဲ့သူဖြစ်တဲ့ခုလိုထုတ်ပြန်ရတာဟာစစ်ကောင်စီကဘိုးချုပ်ကြီးစောမှုတူစိတ်ဘွားကိုဝနကြော်တင်ပွဲပေးရတဲ့ဖြစ်စဉ်နဲ့စစ်ကောင်စီကျင်းပတဲ့အပြစ်ရစင်ရေး NCA နှစ်ပတ်လည်ပွဲတယောက်တာကြောင့်ဖြစ်ပါတယ်။ကန်ယူအစတက်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပေမဲ့အဖွဲ့ဥက္ကဋ္ဌဟောင်းဘိုးကျောက်ကြီးစောမှုတူစေဖို့ကိုစစ်ကောင်းဆောင်မြောင်းလင်က တကြံပီနစ်ဆန်တရနေမှာဝနကြော်တင်ပွက်ပေးခဲ့ပါတယ်ဒီလိုပြတ်တာစစ်တပ်ကသွေးခွင်အောင်ဖြစ်တယ်လို့ပရိုဆိုတော်နီကပြောထားတယ်ဘောကြောင့်ဒီဆောင်မတူစေဖို့နဲ့ဘရိုရှင်မောင်းလာ2023နှစ်ကွန်ပိုင်းကလည်းစစ်ကောင်စီကောင်းဆောင်မြောင်းလိုက်ကုန်နေပြီတော့မှတောင်းတွေးဆောင်ခဲ့တယ်။အဲဒီလိုတွေးဆောင်မှုအကဲနဲ့လုံးဝမသက်ဆိုင်ကြဘရိုဆိုတော်နီကထုတ်စင်ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကဲနီကစစ်တပ်အနာသိမှုကိုစမ်းကြည့်ပြီးသူနဲ့တူရက်တီတိုက်ပွဲနဲ့တိုင်းတောင်လက်နက်ကိုင်တပ်ဖွဲ့ပဲဖြစ်ပါတယ်။ ဇလပီနမမှာစစ်တပ်ပုံစံလိုပြည်သူတောင်းတိန်ဆောင်မကွေးတိုင်းနမမြို့နယ်နောက်ဆန်ကစက်တာကွင်ကြာကိုစစ်တပ်ကတိုက်ပွဲမဖြစ်ဘဲနေချောင်းကနေပုံစံတိုက်ခိုက်လို့ပြည်သူတောင်းတိန်ဆောင်မိဆဲဥထမနဲ့ထိခိုက်တဲ့အရှိခဲ့တယ်။နိုဝင်ဘာလ18ရက်နေ့မနက်ရှင်တိုင်းခန်းကနမမြို့နယ်စက်တာတရားကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာနဲ့ပုံနှလုံးစက်ချတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်ကျက်တော်ခွင့်ကျေးရနေ58နှစ်ရွယ်ကိုစိုးတင်38နှစ်ရွယ်မမျိုးတီတာ32နှစ်ရွယ်ကိုထေးလိုင်တို့တင်ဆောင်ခဲ့ကြောင်း People Different Organization နဲ့မောက်တောင်ရှင်တို့ကပြောရင်ဒါအပြင်ဒေသခံပြည်သူဆယ်ဦးထံမှနေတဲ့အရာအထင်က33နှစ်ရွယ်ကိုမြင့်ကို48နှစ်ရွယ်22နှစ်ရွယ်တို့ထံအရာပြင်းထန်တယ်လို့လည်းပြောပါတယ်။ဒါအပြင်နမောက်မြို့နယ်ရှင်းချမ်းမှာလည်းစစ်ကောင်စီတပ်က Promoter ဆက်တလီတွေနဲ့မကြာခဏတိုက်ခိုက်နေတယ်။နမောက်မြို့နယ်မှာလေကြောင်းရပြင်စစ်ကောင်စီတပ်ကလူငယ်များပြားကိုပေါ်တောက်ဆက်ဖမ်းဆီးနေလို့ဒေသခံတွေစီကနေတီးရတယ်။ နမမြနဲ့မှာစစ်ကောင်စီတန်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အောက်တိုဘာလ17ရက်မှာကပြည်သူ့ခုနှုတ်သိမ်းဆုံးခဲ့ပါတယ်။နောက်ဆက်အပိတ်ကြားအတွက်တွင်ကျေးဇူးတင်ရှိပါတယ်ရှင်။